ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြင်းရည်ရွံဝန်အရှိန်ကြောင့်ဧပြီ10ရက်ကနေ18ရက်အတွင်းတိုင်းနယ်ပြည်နယ်တွေမှာနေရာစိတ်စိတ်ကနေနေရအနှံ့ပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာနေရာကွက်ပြေးမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းရည်ရွံဝန်ဟာ င်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းကိုရမ်းရှည်ခဲ့ပြီးလေပြင်းနဲ့ရုံဝန်အဖြစ်အာရော့သွားခဲ့တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကဧပြီ၁၀ရက်ကထုတ်ပြန်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့ အောက်ကောင်းတဲ့လေဖျားနဲ့ရန်ဝန်ဟာဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းကိုရောက်ရှိခဲ့ပြီးလေဖျားနဲ့ရန်ဝန်အဖြစ်အာရော့သွားခဲ့ကြောင်းအဆိုပါလေဖျားနဲ့ဂျန်ဝေါဟာမြောက်အရှေ့မြောက်ဘက်ကိုရွေလျားနိုင်ပြီးနောက်24နာရီအတွင်းဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာတဖြည်းဖြည်းအာရော့သွားနိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ပါတယ်။အဆိုပါလေဖျားနဲ့ဂျန်ဝေါရဲ့အရှိန်ကြောင့်ဒီကနေ့မနက်ကနေဧပြီလ17ရက်နေ့အတွင်းနေပြည်တော်စကိုင်းတိုင်း၊ရန်ကုန်တိုင်း၊မန္တလေးတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း အေရီတိုင်းတနင်္သာရီတိုင်းကချင်ကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကျကျမိုးထစ်ချုံရွာနိုင်တယ်လို့သိရပါဗျ။ ဧပြီ12ရက်နေ့ကနေဧပြီ18ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်း AR တနင်္သာရီကချင်ကယားကရင်ချင်းမော်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရစိတ်စိတ်ကနေနေရအနှက်အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာနေရကွက်မိုးကြီးနိုင်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ဒါကြောင့်မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြတာလျှက်စင်းလက်တာမိုးသီးကြွေတာ လျှက်တပြတ်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နေတာကြောင့်အဆိုပါဒေတာတွေမှာရှိတဲ့ကုန်းမြင့်ဒေတာအနည်းမှာနေထိုင်သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်ကို၎င်းမြင်းငယ်ချောင်းငယ်တွေအနည်းမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုအန္တရာယ်တွေကို၎င်းကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့အကြံပြုရကြောင်းမိုးစလကထုတ်ပြန်ထားပါတယ်